မင်္ဂလာပါရှင် K Story YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နေ့စဉ်နေ့တိုင်းမှာစိတ်ဝင်စားပွေရာကောင်းတဲ့ဇာတ်လမ်းကောင်းတွေကိုရွှေချဲတင်ဆက်ပေးနေပါတယ်ဒီကနေ့တင်ဆက်မယ့်ဇာတ်လမ်းကတော့စာရေးဆရာဖုံးမင်းနိုင်ရဲ့လာမင်းသားနဲ့ဘောင်မောင်ရဲ့အမှောင်ဆိုတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်အစအဆုံးတင်ဆက်မှာဖြစ်ပါတယ်တင်ဆက်မှုမစခင်မှာ Channel ကို Like and Subscribe နဲ့အားပေးဖို့တောင်းဆိုချင်ပါတယ်ဇာတ်လမ်းတစ်တွေ့တင်နိုင်သိရှိစေဖို့အတွက်ဘေးနာကနိုတီခေါင်းအောင်ကိုနှိပ်ထားပေးပါဘောင်မောင်ဟုတ်ပါတယ် ။ဘာမို့ဆိုတော့အခုလက်ရှိစည်းပြူကောင်ရွာကလေးရဲ့ချင်ပတ်လူစိုးလူမိုက်တယောက်ပဲဖြစ်ပါတယ်။သို့ပေမဲ့အရင်အချိန်တုန်းကဆိုရင်တော့ဘာမောင်ဟာမျိုးပေါ်ကကြောင်းနိုင်စီရတော့သူ့ဘာကြီးဖုန်းကြီးရဲ့ကြောင်းမှာကိုရင်ငယ်ဝင်ရင်းနဲ့ပရိယတိစာပေကျမ်းဂန်တွေကိုလည်းလိုက်စားခဲ့တယ်။အသက်20ကျော်အရွယ်ရောက်တော့တိမ်ဝင်ငယ်ပြီးဘာကြီးဖုန်းကြီးရဲ့တိတိပစ်စီရကြောင်းမှာပဲစာချဦးစင်းကြီးတပားတောင်ဖြစ်ခဲ့တယ်။အဲ့ဒီလိုသာသနာအာဇာနည်တပားဖြစ်ခဲ့တယ်။ဘာမောင်တယောက်ခုတော့ဖြစ်တရွာလုံးညစ်ချင်ပတ်လူမိုက်အရက်တမားတယောက် ဘာကြောင့်ဖြစ်ခဲ့ရသလဲဆိုတာအကြောင်းရှိတယ်။အဲ့ဒီအကြောင်းကတော့သူမြို့ပေါ်မှာဥစဉ်ဖြစ်နေရှိနေတဲ့အချိန်မှာပဲရွာရီကသူ့မိသားစုနေအိမ်ကိုဓမြတိုက်ခံခဲ့ရတာကစတာပေါ့။တရွာလုံးကတကြီးအပါအဝင်လူတွေမှလည်းဓမြတိုက်နေတာသိပေမဲ့ဓမြရီရဲ့လက်ထက်တနက်တွေကိုကြောက်တာကြောင့်ငိမ့်နေခဲ့ရတယ်။အဲ့ဒီအချိန်မှာပဲဓမြရီကပစ္စည်းတွေတင်းယူပြီးတာနဲ့အားမရဘဲနဲ့ကိုဘမောင်ရင်စေကျော်တဲ့အရွယ်ညီမလေးကိုပါအတင်းဆွဲခေါ်သွားခဲ့ကြတယ်။ဒါနဲ့ပဲကိုဘမောင်ရင်အဖေကသူ့ရှိမှ ူသမီးကိုဖျက်ဆီးဖို့အတွက်ဆွဲခေါ်နေကြတာမြင်ရတော့စိတ်မထိန်နိုင်တဲ့အဆုံအိမ်ထရံမှာထိုးထားတဲ့ဓာတ်ကိုဆွဲထုတ်ပြီးဓမြတွေကိုပြေးခုတ်ဖို့ကြိုးစားရမှဓမြတယောက်ရဲ့တနတ်ထရကြီးတစ်ချက်ကြောင့်တိတ်ဆုံးခင်းရတယ်။အဲဒီအချိန်မှာပဲဘာမှမမီးရလဲတနတ်နဲ့ပြည့်တဲ့ဓမြစီကိုသူ့ယောက်ျားလဲကြနေရကဓာတ်ကိုယူပြီးပြေးဝင်ခေါက်တယ်။ဒါပေမဲ့အနားမရောက်ခင်မှာပဲဓမြကဘာမှရဲ့အမေကိုလည်းတနတ်နဲ့ထပ်ပြီးပြစ်တတ်ခဲ့တယ်။အဲဒီနောက်သူ့အဖေနဲ့သူ့အမေလဲကြတိတ်ဆုံးနေရကိုပြေးသွားပြီးတော့ ဖတ်ငုံနေတဲ့သူ့ညီမကိုလည်းအတင်းချုံနှောင်ပြီးခေါ်သွားခဲ့ကြပြန်တယ်။ဒီလိုနဲ့နှစ်ရက်လောက်နေတော့ရရဆက်ဆက်တိတ်ဆုံးနေတဲ့ကိုဘမောင်ရဲ့ညီမအလောင်းကိုရွာအဝင်ဇရက်ပေါ်မှာတွေ့ခဲ့ရတယ်။စီးပြူကုံရွာသားတွေလည်းဘမောင်ရဲ့အဖေနဲ့အမေကိုလည်းတတ်ဖြတ်နေတာသိခဲ့ပြီးမြတ်တွေကိုကြောက်တာကြောင့်ဘသူမှမဝင်ရဲကြဘူး။ဒီလိုနဲ့ဘမောင်ရဲ့ညီမလေးအလောင်းကိုလည်းရွာအပြင်တုတ်တံမှာပဲသူ့အမေသူ့အဖေတို့နဲ့တဆက်ထဲထားပြီးရွာသားတွေကကူသွင်းမြှုပ်နှံပေးခဲ့ကြပါတယ်။တိတ်မကြခင်မှာပဲ သူ့မိသားစုတည်ငိုကြပြီးဦးစင်းဘဝကနေလူထွက်ခါရွာကိုကိုဘမောင်တယောက်အပြေးရောက်လာခဲ့တယ်ဒီလိုနဲ့အကြောင်းစုံကိုသိသွားတော့သူ့အဖေနဲ့သူ့အမေနဲ့ညီမလေးကိုတပ်ဖြတ်ခံနေရတာတောင်းကြည်နေကြတယ်ဆိုတဲ့ရွာသားတွေရောပေါ့သူအတော်လေးနာကြီးမုန်းတီးသွားခဲ့တယ်ပြီးတော့သူ့မိသားစုတစုလုံးကိုတတ်သွားတဲ့ဓမြတွေကိုလည်းဂလဲစားချေမယ်ဆိုတဲ့အတွင်းနဲ့အာလာဝကဘလူးစီးကိုအောက်လွှမ်းစရာကြီးတယောက်နဲ့ထိုးခဲ့တယ်အချိန်အခါနှက်ခတ်ကွက်တီကြလို့လာတော့မသိဘူး ဘမောင်ထိုးတဲ့အာလာဝကစီအားတော်လေးကိုစွန့်ပြီးတော့ဒုတ်သားတင်မမကတနက်ပါပြီးနေခဲ့တယ်လို့ကြားဘူးခဲ့တယ်။ဒီလိုနဲ့ဘမောင်လည်းမြင့်မြတ်တဲ့ယဟန်ဘဝကိုစွန့်လွတ်ပြီးအမိုက်မောင်ခရီးစီကိုဥတီလာခဲ့တယ်လို့ဆိုရမှာပဲ။ပြီးတော့သူကစိတ်မထင်တရွာလုံးကိုလည်းနှိပ်ဆက်တက်ပြီးတော့အယောက်ဝိုင်းဖဲဝိုင်းနဲ့လောင်ကစားဝိုင်းတွေမှာလည်းထိတ်ဆုံးကနေရင်းနဲ့သူ့မိသားစုကိုတတ်သွားတဲ့ဓမြတွေအကြောင်းလိုက်လံစုံစမ်းခဲ့တယ်။ဒီလိုနဲ့တနေ့မှာတော့သူ့မိသားစုကိုတတ်သွားတဲ့ဓမြတွေကိုသူတို့ရွာရဲ့နှစ်ရွာကျော် တော့ဆက်မှာတွေးခဲ့ပြီးအကောင်လုံးကိုသူတယောက်ထဲနဲ့ရရဆက်ဆက်ပြန်တတ်ခဲ့တယ်။အဲဒါအကြောင်းဘာမှထောင်ကြခဲ့တယ်။ဒါပေမဲ့တရားဥပဒေအရစိုးသွန်းတဲ့ဓမြတွေကိုပဲတတ်ခဲ့ရမလို့ထောင်၃နှစ်သာကြာခဲ့ပါလေ။အခုတော့ဘာမှထောင်ကြတာ၃နှစ်ပြည့်ခဲ့ပြီမလို့ဘာမှပြန်လွတ်လာမှာကိုတရွာလုံးကြောက်နေကြရတယ်။ပြို့တကြီးကြီးတကြီးဟိတ်ကောင်ပေးတယ်လို့ဘာလို့ဆိုအော်နေတာလဲကွာငါနာမကမ်းမအောင်။တကြီးလည်းအလောတကြီးသူ့ကိုအော်ခေါ်ရင် channel ကိုဝင်လာတဲ့ပေတလူကိုအဲ့ဒီလိုစီးကြိုကဟောက်လိုက်တယ်ဆိုရင်ပဲ ထိတ်လန့်တကြားနဲ့ပေတလူကဘာမောင်ဘာမောင်အေးဘာမောင်ကထောင်ကျနေတာလေးကွာအခုဘာတွေဖြစ်နေလို့လဲကွာဘာမောင်ထောင်ကလွတ်ပြီဗျအခုပဲရွာအဝင်ဇရက်မှာကျုပ်တွေ့လိုက်တဲ့စပင်တွေရလဲအရှိကြီးပဲဗျဟေးဘုတော့ဒီကောင်ထောင်ကလွတ်လာရင်တော့အေးချမ်းနေတဲ့တို့ရွာလေးတော့စူပူကုံတော့မှာပါပဲကွာဒါနဲ့မင်းဟာတေးစားလို့လားကွာလူမားတာရောမဖြစ်နိုင်ဘူးလားဘဲနဲ့လူမားရမလဲပါကြီးရပ้าမောင်ကပ้าမောင်အစေဗျ तू ကအပေါ်ပိုင်းအဝတ်ဗလာနေဆိုတော့ သူ့ရဲ့ကြောပြင်ကဘလူးယုတ်ကြီးကိုလည်းအထင်းသာမြင်ခဲ့ရတာဗျအေးဒါဆိုသွားပါပြီကွာဒီကောင်တို့ရွာကိုဘလူးပြဿနာတွေရှာအောင်မလဲမသိဘူးတကြီးလဲအဲ့ဒီလိုထိတ်နှံတကြရေရွရင်းနဲ့တက်ပြင်းအကျဉ်းချင်းချမိနေပါလေတကယ်တော့ဘာမှမကိုတရွာလုံးကနေကြောက်တာမဟုတ်ဖဲနဲ့သူကိုယ်တိုင်လည်းကြောက်နေရတယ်သူမိသားစုဓမြတွေတက်တာခံရကြတဲ့ကတရွာလုံးကိုအညိုအတေးထားတဲ့ဘာမောင်ဟာရွာဦးကျောင်းဆရာတော်ကြီးကလွှဲရင်ဘဲသူမဆိုပြဿနာမိထွန်ရှာတဲ့သူပဲဖြစ်ပါလေထိတ်ခနဲဆိုဘာမောင် ဘာမောင်လက်ချက်နဲ့တွေးထွက်တန်ယူဖြစ်ခဲ့ရတဲ့ရွာသားတွေကသူ့စီလားတိုင်တဲ့အခါတိုင်းလေသူ့ဆုံးမသည်မဘာမောင်ကလက်မခံတဲ့အပြင်သူ့ဘဝခဏခဏဒါချင်းကျင်းနေပြန်မာသေးတယ်အခုလဲဘာမောင်ထောင်ကလွတ်လာပြီအဲ့ဒီအတွက်သူလဲစိတ်မအေးနိုင်တာအမှန်ပါပဲအဲ့ဒီအချိန်မှာပဲသူနဲ့ပေတလူရှိရာခြံထဲကိုသပင်ရှေရှေနဲ့လူတယောက်ဝင်လာခဲ့တယ်။သူကတော့သူတို့တရွာလုံးကြောက်နေရတဲ့ဘာမောင်မှဘာမောင်အစ်စ်ပါပဲ။ပြို့တဲ့ကြီးကျမ်းမာပါစကြောက်ထောင်းကလွတ်လာပြီဆိုတော့ခမည်းတော်မပြောကြတော့ဘူးမလား။ ဘမောင်ကအဲ့ဒီလိုခနဲ့တဲ့တဲ့ပြောရင်းနဲ့တကြီးအိမ်ရှိရကုတ်ပြက်ပေါ်မှာထိုင်ချလိုက်တယ်။ဘမောင်မင်းထောင်ကလွတ်လာပြီဆိုတော့အရင်လိုမျိုးမစိုးပါနဲ့တော့ကွာ။ဘာပြတကြီးကျုပ်ကစိုးတယ်လို့ပြောရအောင်လူမြင်ကွင်းမှာဘသူကမှတက်ဖြတ်နေတာမဟုတ်ဘူး။ပြီးတော့ကျုပ်ရှိမှအဲ့ဒီလိုတွေလုပ်နေတာမြင်ရင်လေကျုပ်ဘာလုပ်မလဲဆိုတာခမည်းတိမာပါတကြီး။တိတိပါတယ်မောင်ဘမောင်ရဲ့အတိတ်ကပြီးခဲ့တာတွေလည်းပြီးခဲ့ပြီပဲမလို့စိတ်သက်လူသက်နဲ့ပဲလိမ့်လိမ့်မာမာနေပါတော့ကွင်။ဟာဟာမရဘူးတကြီး။ ကျုပ်မိသားစုကိုတပ်ဖြတ်နေတာတောင်မှခင်ဗျားတို့တရွာလုံးဥပိ္ခာပြုထားကြတယ်ကျုပ်ကဘာမှတရားလာမချနဲ့အခုကျုပ်ထောင်ကလွတ်လာပြီဆိုတော့တရွာလုံးအနေအထိုင်အပြောအဆိုကအစတတိထောက်ဖို့ခင်ဗျားသိအောင်လို့တတိလာပေးတာဒါပဲကျုပ်သွားပြီဘာမောင်လဲသူပြောချင်တာပြောပြီးတဲ့နောက်ကိုပြစ်ပေါ်ကနေထကတကြီးချန်လေးကနေထွက်သွားခဲ့တယ်တကြီးနဲ့ပေတလူကတော့ဘာမောင်ထွက်သွားတာကိုအစအဆုံးကြည့်နေရင်းနဲ့တပ်ပြေးအကျဉ်းချနေမိတယ်ဒီလိုနဲ့ဘာမောင်လဲတကြီးချန်လေးကနေထွက်လာရင် လူတွေစုယုံစုယုံရှိနေတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရတော့သူလည်းအဲ့အနာကိုသွားလိုက်တယ်။စုယုံနေတဲ့လူတွေကတော့ဘာမှမရောက်လာတာကိုတယောက်မှသိရှိကြခြင်းမရှိဘူး။ဟေးဖေသားကြီးတိုင်းကျော်ခွဆန်းကွာဒီပွဲနိုင်တာနဲ့မင်းကိုရွှေချထားပြစ်မယ်ကွာ။ဟေးဒီဘက်ကလည်းခွတိုင်းအတီစောတဲ့ပြီကျော်တဲ့ကွာဖေသားကြီးမင်းရှေကစက်နာကိုမတာချပြစ်စမ်းကွာ။စက်နကောင်ခွနေကြတာကိုအပြိုင်ဆိုင်အားပေးနေကြတဲ့စက်ပိုင်ရှင်နှစ်ယောက်ရဲ့စူညာပွက်လို့ရိုက်နေတဲ့အတန်ကြောင့်ဘာမှမလို့စိတ်မရှိပဲနဲ့ သူတို့နှစ်ယောက်နားကပ်ခါမျက်နာတွေကိုလက်သီးတစ်လုံးစီပြစ်သွင်းလိုက်တယ်ခွတ်ခွတ်အအမလေးဗျမင်းဘယ်အကောင်အဲ့ဘာမောင်ဘာမောင်လားအထိုးခံရတဲ့ကြက်ပိုင်ရှင်နှစ်ယောက်စီမှသူတို့ကိုထိုးလိုက်တဲ့သူကိုကြည့်ရင်းနဲ့ဘာမောင်လို့ဆိုလာတော့ကြက်ဝိုင်းလာကြည့်တဲ့သူတွေလည်းကြပြားကြရရှောင်ထွက်သွားဖို့ပြင်လိုက်ကြတယ်ဟဲ့တယောက်မှထွက်မသွားနဲ့ထွက်သွားတဲ့သူမှန်သမျှဘာမောင်ရဲ့လက်ကဘယ်သူမှရှောင်နိုင်လိမ့်မယ်မထင်နဲ့ဘာမောင်ကအဲ့ဒါလို့ဆိုလာတော့ထွက်သွားဖို့ပြင်နေကြတဲ့လူတွေလည်းတယောက်မှ နောက်ကိုဆက်ပြီးမဆုံရဲတော့ပဲညင်ကြသွားကြတယ်။ကဲပြောစမ်းမင်းတို့ကအသိဉာဏ်မရှိတဲ့ချက်တွေကိုတိုက်ရတာကိုပြောနေကြတယ်ပေါ့။အခုချက်ချင်းမင်းတို့ချက်တွေငါ့ကိုပေးစမ်း။ဘောင်းမောင်ကအဲ့လိုပြောလိုက်တော့ချက်ပိုင်ရှင်နှစ်ယောက်လည်းသူတို့ချက်တွေကိုဘောင်းမောင်စီပေးလိုက်ကြတယ်။ဘောင်းမောင်ကတော့ချက်နှစ်ကောင်းကိုယူပြီးအနီးအနားကလူနှစ်ယောက်ကိုကင်ထားခိုင်းလိုက်တယ်။ကဲအသိဉာဏ်မရှိတဲ့ချက်တွေကိုတိုက်တာကြည့်ရတာယူတယ်ကွ။အသိဉာဏ်ရှိတဲ့မင်းတို့နှစ်ကောင်ပဲခြားကြငါကြည်နေမယ်မလုတ်မလုတ်ပါနဲ့ကိုဘမောင်ရင် ကျုပ်တို့မချပါရစီနဲ့ဒီမီចောင်းသားနှစ်ကောင်ရှာတော့ရှိတာပဲမင်းတို့အချင်းချင်းမချရင်မင်းတို့ကိုငါချမယ်ဘောင်းမောင်ကအဲ့ဒါလိုပြောလိုက်တော့ကြက်ပိုင်ရှင်နှစ်ယောက်လဲဘောင်းမောင်သူတို့ကိုလုံမှာကြောက်တာကြောင့်နှစ်ယောက်သားမြေပြင်ပေါ်မှာနပန်းလုံးရရတယ်ဘောင်းမောင်ကတော့ဒါကိုကြည့်ရင်တဟားဟားနဲ့ရီမောနေခဲ့ပါလေအဲ့ဒီအချိန်မှာပဲရွာဦးကြောင့်ဆရာတော်ကြွချီလာတာမြင်ရတော့ဘောင်းမောင်လဲနပန်းလုံးနေတဲ့လူနှစ်ယောက်ကိုစောင့်ကန်ပြီးသွားတော့လို့ပြောလိုက်ုံရှိသေးတယ်အဲ့ဒီနှစ်ယောက်အနောက်ကိုလှည့်မကြည့်ပဲနဲ့တံပီးပြေးသွားကြတယ် ဟေ့ကျန်တဲ့ကောင်တွေအားလုံးလဲထွက်သွားလို့ရပြီဟိုမှာဆရာတော့ကြွလာတယ်ဘောင်းမောင်ကအဲ့ဒါလိုပြောလိုက်ကျန်တဲ့လူတွေအားလုံးလဲခတ်တုတ်တုတ်ရှောင်ထွက်ခဲ့ကြတယ်ကြက်တိုက်ရမြေတလင်းမှာတော့ဘောင်းမောင်ရဲ့သူ့ကြက်နှစ်ကောင်ပေးထားတဲ့လူနှစ်ယောက်ရဲ့ကျန်းနေခဲ့တယ်အော်တကာဘောင်းမောင်ထောင်ကနေလွတ်လာပြီဆိုတော့အရင်လိုမစိုးစီခြင်းတော့ဟုတ်ကွယ်ဖြစ်ပြီးသားကိစ္စတွေအတွက်အတိတ်ကဝစ်ကြွေးတွေလိုပဲသဘောထားစီခြင်းပါလေတင်မဖေရတပည့်တော်ကအကြောင်းမဲ့တသက်စိုးနေတာတော့မဟုတ်ပါဘူးဖေရ ဝက်ကျွေးကြောင့်တပည့်တော်မိသားစုတည်ခဲ့ရတာကိုလေတပည့်တော်ဖြည့်သိမ့်နိုင်ပါသေးတယ်။အခုအကတရွာလုံးကလူတွေကတိနေပါရဲ့နဲ့တပည့်တော်ရဲ့မိသားစုကိုဥပိ္ပခပြုထားခဲ့ကြတာကိုတော့တပည့်တော်ခွင့်မလွတ်နိုင်ပါဘူးဖေယ။အေးပြုသူအစ်စ်ဖြစ်သူအဟောင်းမှာပဲတကပါမောင်ရင်အဟောင်းကိုဆက်ခဲ့ပြီးပြီမလို့နောက်ထပ်အကုသို့အစ်စ်တွေမဖန်တီးဖို့ဆရာတော်တိုက်တွန်းညင်ပါလေကွင်။တင်မဖေယတပည့်တော်လည်းအတက်နိုင်ဆုံးတော့စင်ညင်မမေဖေယ။ဒါပေမဲ့လည်းကံကံကြီးအကျိုးကိုတော့ဒီတရွာလုံးအပြည့်အဝခန်းစားပြီးပြီဆိုတော့မှ တပိတော်လိမ္မာပါမေဖေယဆရာတော်လဲစာပေချမ်းကတော်လေးတက်မြောက်ပြီးကုသိုလ်အကုသိုလ်အကျိုးအပြစ်ကိုကောင်းစွာတည်နေပါလျက်နဲ့စိုးမိုက်နေတဲ့ဥစဉ်လူထွက်ဘောင်မောင်တစ်ဖြစ်လေထောင်ထွက်ဘောင်မောင်ကိုစုံမမရတဲ့အဆုံးတပ်ပြင်းအကျဉ်းချင်းချကဘောင်မောင်ကိုကြောခိုင်းပြီးထွက်လာခဲ့ပါလေဘောင်မောင်ကတော့ဆရာတော်ကြောခိုင်းပြီးထွက်သွားတော့မှဒူးထောက်လက်အုပ်ချီထားရမှထရက်လိုက်ပြီးစက်နှကောင်ပိုက်ထားတဲ့လူနှစ်ယောက်ကိုကြည့်ကဟဲ့ကောင်တွေမင်းတို့ကဘာလို့ငါထွက်သွားခိုင်းတာကိုမသွားဘဲနဲ့ရှိနေကြတာလဲကွာ မဟုတ်မဟုတ်ပါဘူးဆရာဘမောင်ဆရာဘမောင်ကဒီကျက်နှကောင်ကိုပေးထားတော့ထွက်မသွားရဲလို့ပါဟိုလူနှစ်ယောက်စီမှာကြောက်လန့်တကြပြောဆိုလိုက်တဲ့စကားအဆုံးမှာတော့ဘမောင်တယောက်တဟားဟားနဲ့ရီမောရင်ဟိုလူနှစ်ယောက်စီကကျက်နှကောင်ကိုယူကရွာတွေကသူ့မိသားစုတွေနေထိုင်ခဲ့တဲ့အင်္ဂလိပ်စီကိုရှောက်လာခဲ့ပါတယ်ဘမောင်ကကြက်တိုက်နွားတိုက်တာတွေဆိုသူမကြိုက်ဘူးတလိဆန်အချင်းချင်းတပ်ပုတ်ကြတဲ့အဲ့ဒီအလုပ်တွေကိုသူကအပြည့်အထန်တားမြစ်ထားတယ်တကယ်လို့များသူမသိအောင်လုပ်နေကြတာကိုသတင်းရရင်လေ သူကိုယ်တိုင်သွားရောက်ဆုံးမလေးရှိတယ်။ဓမြတွေကိုတယောက်တည်းနဲ့တပ်ပစ်ခဲ့တဲ့ဘာမောင်တုတ်ပီးထားပြီးတနက်ပါပြီးတယ်ဆိုတဲ့ဘာမောင်ထောင်ကထွက်လာပြီးကလေးကဘာမောင်အတန်ကြားတာနဲ့သူ့ရက်ရွာတွေမကတခြားရက်ရွာတွေပါမကျန်ဖိမ့်မိန်တုံအောင်ကြောက်နေရပါလေ။ပြီးတော့ဘာမောင်တရင်ကြားသိခဲ့ကြတဲ့ရွာလူမိုက်တွေနဲ့တခြားရွာလက်ရဲစရဲလူမိုက်အတော်များများဘာမောင်အနားမှာကပ်ဖားရဖားလုပ်ပြီးဘာမောင်အေးခိုးလုံခဲ့ကြတော့အခုဆိုရင်ဘာမောင်ကတကြီးထပ်ပို့ပြီးတော့ကြောက်လန့်နေကြရတယ်။နောက်ပိုင်းဘာမောင်ကရွာအဝင်စရဲမှာ အဖွဲလိုက်တောက်စားမှုရင်နေုံသာမကရွာတွေကိုဝင်လာသူမှန်သမျှသူ့ရဲရွာကဖြစ်စီတဲ့စိမ့်မဲဖြစ်စီရွာဝင်ကြီးတယောက်ကို20တိတိကောက်ခံနေရှိတယ်။ရုံစွာအစုံပါမောင်ကိုတကြီးအားတောင်းရွာအပြင်ထွက်ပြီးပြန်ဝင်လာတဲ့ရွာဝင်ကြီးပေးရတဲ့အထိပါပဲဒီလိုနဲ့တနေ့မှာဘာမောင်ရှိရာရွာအဝင်ကိုရောကြီးဝစ်စုံဝစ်စင်ထားတဲ့လူ၃ယောက်ရောက်လာခဲ့တယ်။အဲ့ဒီလူ၃ယောက်ကိုအသက်ရွယ်အားဖြင့်ပြောရရင်အသက်20ခန့်လို့ထင်ရလောက်တဲ့ငယ်ငယ်ရွယ်ရွယ်ချောမောလှပတဲ့လူငယ်လေးတစ်ယောက်နဲ့ အသက်80အရွယ်အဖိုးကြီးနှစ်ယောက်လို့ဆိုလို့ရပါတယ်။သူတို့တွေကရွာထဲကိုဝင်မယ်ဆိုတော့ပေါမောင်တယောက်ဓာတ်ဟုတ်လွဲကတပည့်တွေနဲ့အတူရွာအဝင်လမ်းမှာပိတ်ထားခဲ့တယ်။ကဲဘိုးတော်ရောင်ရောင်သူတော်စင်ရောင်ရောင်လုံးနေတဲ့ခမည်းတော်သုံးယောက်ကျုပ်တို့ရွာကိုဘာလို့ဖို့လာကြတာလဲ။ပေါမောင်ကအဲ့ဒါလိုမေးလိုက်တော့လူသုံးယောက်အနက်ညာဘက်ကအဖိုးအိုက စကားစပြောလိုက်တယ်။အဖိုးတို့ကအနေနဲ့ပြီးစီးကုနေကြတဲ့စေးစရာတွေပါကွယ်။ဒါနဲ့မောင်ရင်တို့ကရောဒီရွာရဲ့ကာကွယ်ရေးအဖွဲ့တွေလာကွယ်။ဟာဟာဟာဒီမအဖိုးကြီး ဘာမောင်ရှိတဲ့ရွာကိုလာပြီးတော့ဘာမောင်အကြောင်းသိချမစုံစမ်းခဲ့ဘူးလားခမရတို့ဘာသာစီးစရာပဲဖြစ်ဖြစ်ဘိုးတော်ပဲဖြစ်ဖြစ်ရွာထဲကိုဝင်ရင်ဘာမောင်ကိုရွာဝင်ကြီးတယောက်20ပေးရမယ်ဒါပဲဘာမောင်ကအဲ့ဒါလို့ပြောလိုက်တော့စီးစရာလူ3ယောက်အနေနဲ့အလဲမရှိနေတဲ့လူငယ်လေးကတတက်ကလေးပေါ်ယုံမျှပြုံးလိုက်ရင်လည်းအခုလိုစိုးလာပါလေဒီဟာအကူဘာမောင်ရင်ကျွန်တော်တို့မှပေးစရာပတ်စံကလောလောဆယ်ပါမလာဘူးဗျဒါပေမဲ့စီးကူတာပေးရင်တော့အကူပြောတဲ့ငွေတယောက်20ပေးပါမယ်ဗျလောလောဆယ်ရွာထဲကိုတော့ဝင်ဝင်ပြူပါဗျ ဟာဟာမရဘူးကွာဘာမောင်ကဘသူ့ကိုမှလည်းမယုံဘူးပြီးတော့ဘာမောင်ရွာကိုဝင်ရင်ရင်တော့တောင်းဆိုချက်နှစ်ခုတော့ရှိတယ်အဲ့ဒီထဲကတစ်ခုပေးနိုင်မှဝင်ခွင့်ရမယ်ဘာများလဲအကိုဘာမောင်တရချက်ကတော့ရွာတွေကိုဝင်ချင်ရင်တယောက်ငွေ20ပေးရမယ်နှစ်အချက်ကတော့ဘာမောင်ဓာတ်နဲ့ခောက်တာခံရမယ်ဘဲနဲ့လည်းဘဲအချက်ကိုပေးနိုင်လေဘာမောင်ကအဲ့ဒါလိုပြောလိုက်တော့လူငယ်လေးရဲ့ဘေးကအဖိုးနှစ်ယောက်ရှေ့ကိုတိုးလာခဲ့တယ်ဒါပေမဲ့လူငယ်လေးကကဲအဖိုးတို့မြေးပဲတောင်းဝင်ယူလိုက်ပါမယ် တို့ရွာထဲဝင်မယ်ဆိုတဲ့စိတ်စရာ၃ယောက်အနက်ငယ်ရွယ်တဲ့လူငယ်လေးကအဲ့ဒါလိုပြောကဘာမောင်ရှိရာတိုးကပ်လာခဲ့တယ်။အဲ့ဒီနောက်ဘာမောင်ကခါမလွှဲထားတဲ့ဓာတ်ကိုချက်လိုက်ပြီးသူ့ရှိကိုတိုးလာတဲ့လူငယ်လေးကိုစူးစိုက်ကြည့်ကဟဲ့ကောင်လေးငယ်ငယ်ရွယ်ရွယ်နဲ့ဘာမောင်အကြောင်းမသိပဲနဲ့တေးချင်နေတာလားမင်းတို့အခုပဲပြန်လှည့်သွားတာကောင်းနိုင်မယ်နော်။တရားအကိုဘာမောင်ရဲ့တောင်းဆိုချက်နှစ်ချက်ကဒုတိယချက်ကိုကျွန်တော်လက်ခံပါတယ်။ဒီတော့ကျွန်တော်တို့က၃ယောက်ဆိုတော့အကိုဘာမောင်၃ချက်ခုတ်ပြဘာမောင်အတော်လေးအံ့အားတင်သွားခဲ့ရတယ် ဓာတ်နဲ့ခုံမအောင်မကြောက်ပဲရဲရဲဝံ့ဝံ့တိုးလာတဲ့လူငယ်လေးကိုကြည့်ရင်သူ့အသည့်စိတ်ကလည်းအနှဲငယ်တုံ့လုံနေခဲ့တာအမှန်ပါပဲ။ဘေးကသူ့တပည့်တွေဆိုရင်လည်းပါဇက်အဟုံးသားကြောင်ကြည့်နေခဲ့ကြတယ်။ကဲအကူပါမောင်အကူကလူမိုက်ကြီးဆိုလဲခုံမဆိုအမြခုတ်ပြအချိန်ရှိတုံးရွာတဲ့ကိုဝင်ရောက်အောင်မေလူငယ်လေးကအဲ့ဒါလိုပြောလိုက်တော့ဘာမောင်လည်းစိတ်အတော်လေးတိုးသွားကလူငယ်လေးရဲ့လက်မောင်းကိုအားလျှော့ပြီးဒိုင်ယာရယုံတော့ပဲခုတ်လိုက်တယ်။တုတ်ကအင်းသူခုတ်လိုက်တဲ့ဒါချက်ကလူငယ်လေးရဲ့အသားကိုမထီရင် အနောက်ပြန်ကန်ထွက်လာတာကြောင့်ဘမောင်အပါအဝင် သူ့တပည့်တွေအားလုံးအတော်လေးအံ့အားသင့်သွားတယ်။ကဲကိုဘမောင်ဒီတခါအားထက်ပြီးနှစ်ချက်ဇက်တိုက်ခုံပြပေးရင်တော့ကျွန်တော်တို့သုံးယောက်ရွာတဲ့ဟိုဝင်မယ်။လူငယ်လေးကအတက်လို့ပြောလိုက်တော့ဒီတခါတော့ဘမောင်လည်းအားကုန်ထုတ်ခါလူငယ်လေးရဲ့ပခုံးတဲ့တွေကိုနှစ်ချက်ဆင့်ခုတ်ချလိုက်တယ်။ဒုတ်ဒုတ်ပုံဒီတခါတော့ဘမောင်တယောက်အနောက်ကငါးပေခန့်လွင့်စင်လဲကျသွားခဲ့တယ်။သူခုတ်တဲ့ဓာတ်ချက်ဟာလူငယ်လေးရဲ့အသားအုံမထီခင်ပြင်းထန်တဲ့တွန်းကန်အားကြောင့် သူအနောက်ကိုလွင့်ဆင်သွားခြင်းဖြစ်ပါတယ်။အဲဒီနောက်ဘမောင်ရဲ့တပည့်တွေကဘမောင်ကိုဝိုင်းဝန်းထူနေကြတဲ့အချိန်မှာပဲလူငယ်လေးကဘမောင်ကိုကြည့်ကတတက်လေးပေါ်ယုံမြပြုံးပြရင်သူတို့သုံးယောက်သာရွာထဲကိုဝင်သွားခဲ့ပါတယ်။ဘမောင်နဲ့သူတပည့်တွေကတော့ဓာတ်နဲ့ခောက်တာကိုတောင်ဘာမှမဖြစ်ဖိသူတို့ကိုကြောခိုင်းပြီးရွာထဲကိုဝင်သွားတဲ့စီးစီယာလူငယ်လေးနဲ့အဖိုးကိုနှစ်ယောက်ကိုထိတ်လန့်တုန်လှုပ်စွာနဲ့ကြည့်နေရင်ကျန်းနေခဲ့ပါတော့တယ်။ထိုလူငယ်လေးနဲ့အဖိုးကိုနှစ်ယောက်ကတော့ပရိသတ်တွေရဲ့အချစ်တော်တွေဖြစ်ကြတဲ့ လာမင်းသားဘုခန်နီနဲ့ဘိုးစင်ကျဲတို့ပဲဖြစ်ပါတယ်။လာမင်းသားတို့လည်းရွာတွေကိုဝင်လာပြီးရွာဦးကျောင်းမှာပဲတဲခိုရင်ရွာသားတွေကိုစေကူတပေးခဲ့ကြတယ်။ရွာတွေကတကြီးအပါအဝင်ရွာသားတွေကတော့အခကျင်းဝင်မယိုးပဲစေကူတပေးကြတဲ့သူတို့သုံးယောက်အပေါ်အတော်လေးအားကိုးခဲ့ကြတယ်။စေစွမ်းကလည်းထက်မြက်ပြီးကူတပေးတဲ့အခါတိုင်းမှာလည်းမပြောက်တဲ့လူနာရည်လိုမရှိတာကြောင့်တရွာလုံးကလာမင်းသားတို့ကိုသူတို့ရွာမှာပဲနေစေချင်ကြတယ်။ဒီလိုနဲ့တနေ့မှလာမင်းသားတို့လည်းဆရာတော်ကြီးကိုတွားရောက်ရှိခိုးကြရင်လည်း ဘာမောင်အကြောင်းကိုဆရာတော်ကြီးကမိတ်ငဲတယ်။တကယ်တော့ဘာမောင်ကတိတိရဲ့နဲ့စိုးမိုင်နေတာကွယ်။သူကိုယ်တိုင်လည်းတရားသဘောကိုနားလည်တဲ့သူဆိုတော့ဆရာတော်စုံးမလည်းဘာမှမထူးပါဘူးကွယ်။ဆရာတော်ရဲ့မိသားသံအစုံးမှာတော့လာမင်းသားလည်းအခုလိုပဲပြန်လျှောက်လိုက်ပါလေ။တင်မဖေကမတိပဲနဲ့စိုးမိုက်တဲ့သူကိုစုံးမရတာလွယ်ပေမဲ့တိရဲ့နဲ့စိုးမိုက်သူကိုကြစုံးမရတာပို့ပြီးခက်ခဲလာပါတယ်ဖေ။ဟုတ်ပါတယ်တကားလေး။ဘောင်မောင်သာအရင်လိုလိမ့်မမယ်ဆိုရင်သာသနာအာဇာနည်ယဟန်တစ်ပါးဖြစ်မှာအမှန်ပါပဲကွယ်။ သူကလူတော်တယောက်မလို့ဆရာတော်လည်းနှမျောမိပါတယ်တင်မဖေဟာတည့်ရနဲ့စိုးမိုက်တဲ့သူမှန်တယ်များသူ့အချိန်ကြရင်တော့ပြန်ပြီးလိန်မလာလိမ့်မယ်လို့တပည့်တော်ကထင်ပါတယ်ဆရာတော်လည်းအဲ့ဒီလိုပဲဖြစ်စီခြင်းပါတယ်တကားလေဘောင်းမောင်တယောက်အမြင်မှန်ရအောင်စုံးမနိုင်တဲ့သူကိုအမြန်ဆုံးပေါ်ပေါက်လာပါစေလို့ပဲဆုတောင်းရမှာပေါ့ကွယ်တင်မဖေဟာတိတ်မကြခင်မှာပဲဆရာတော်ရဲ့ဆုတောင်းပြည်လာပါလိမ့်မယ်ဖေဟာလာမင်းသားလည်းအဲ့ဒီလိုဆရာတော်ကြီးကိုရှောက်ပြီးတဲ့နောက်မှာဘိုးခံနေတို့နဲ့အတူဆရာတော်ကြီးကိုဦးချနှုတ်ဆက်ခါ ရွာတရလူနာတယောက်စီကိုစေကူတာဖို့အတွက်ထွက်လာခဲ့ကြပါလေဟဲ့ကောင်ဘာမောင်ထဆန်းအိပ်ပျော်နေရမှာသူ့ကိုအတင်းလှုံနှိုးလိုက်တဲ့အတန်းကြောင့်ဘာမောင်တယောက်ထထိုင်လာရင်သူ့ကိုနှိုးတဲ့သူကိုကြည်လိုက်တယ်အအမလေးမင်းကဘာကောင်ကြီးလဲဘာမောင်တယောက်လက်မယ်ဆိုလဲလက်ညင်စရာပါပဲသူ့ကိုနှိုးနေတဲ့သူကိုကြည်လိုက်တော့တကောလုံးအမွှေးအမြင်တွေဖုံးပြီးအစွဲတကားကားနဲ့ဘလူးကြီးတစ်ကောင်ဖြစ်နေခဲ့တယ်မင်းကောင်မလက်နဲ့ဘာမောင်ငါဆောက်ရှောက်နေလို့မင်းကာယတိတ်တိပြီးနေတာ အခုအချိန်ကြလို့ငါမင်းကိုကိုထင်ပြရတာပဲ။ဟာပြခမ ्या ကိုကြောက်ကြောက်တယ်။ဘာအချိန်ကြလို့ခမ ्या ကကြောက်ကိုလာနှိုးရတာလဲ။ဘမောင်ကအဲ့ဒါလိုမေးလိုက်တော့ဘလူးကြီးကအားရပါရရီမောလိုက်ပြီ။ခြောက်ကအကွဲတဲ့အတန်ကြီးနဲ့အခုလိုပဲစိုးလာခဲ့တယ်။ဟာ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 ။မင်းကငါဆောင်းလျှောက်ခဲ့တာကြပြီ။ဒီတခါတော့မင်းပြန်ပြီးငါ့ကိုကျေးဇူးဆက်ရမယ်။ဟာကြောက်ကခမ ्या ကိုဘယ်တော့မှဆောင်းလျှောက်ခိုင်းလို့လဲ။ခမ ्या ကြောက်အပေါ်မှာတစ်ချိန်တစ်ခါမှကျေးဇူးရှိတာမဟုတ်ဘူး။အဲ့ဒီတော့ကြောက်ပါမှလုံးမပေးနိုင်ဘူး။ ဘောင်းမောင်ကထိတ်လန့်တကြတုံတုံရင်ရင်ဆိုလာတော့ပလူကြီးကအတော်လေးစိတ်တူသွားကနေရတဲ့မျက်လုံးအစုံနဲ့သူ့ကိုစိုက်ကြည့်လိုက်ပြီးဟဲ့ကောင်မင်းမိနေပြီလားမင်းမိသားစုကိုတတ်ခဲတဲ့ဓမြတွေကမင်းကိုတနက်တွေနဲ့ပြစ်တော့ကြီးမထွက်တာဘာကြောင့်လဲဒါနဲ့ခုတ်တော့ရောမင်းဘာမှမဖြစ်တာဘာကြောင့်လို့ထင်လဲဟာတာတော့ကျုပ်စရာကြီးထိုးပေးထားတဲ့စေးကြောင်ပေါ့ဗျာအေးအဲ့စေးကြောင်မင်းငါမင်းကိုစောင့်ရှောက်ပေးရတာပဲငါစောင့်ရှောက်လို့အဲ့စေးကစွမ်းနေတာကိုအခုမှငါ့ကိုကျေးဇူးကမ်းရင်တော့မင်းကိုခုတ်ချိုးပြီးတက်ပြစ်မယ်ကွာ ဘလူးကြီးကအဲ့ဒါလိုပြောပြီးသူ့ရဲ့ကြီးမားတဲ့လက်ကြီးကိုဖြန့်ကဘမောင်လဲဘင်းကိုညှစ်ဖို့ဟန်ပြင်လိုက်ချိန်မှာတော့ဘမောင်တယောက်တွေးပြက်မတက်ထိတ်လန့်နေရပါတယ်နေအောင်နေပါအောင်မြကြောက်ကိုဘာမှမလုပ်ပါနဲ့ကြောက်ကခမောင်းကိုဘလူးပြန်ကျေးစုဆက်ရမလဲပြောပါဘမောင်ကကြောက်လန့်တဲ့ကြောင့်အဲ့ဒါလိုစိုးလာတော့ဘလူးကြီးကကြောက်စရာကောင်းတဲ့အသွင်အပြင်းနဲ့သဘောကျစွာခုလိုပြောဆိုလာပါတယ်အေးကောင်းပြီဒါဆိုမနေ့ဖြန်ကစပြီးမင်းခန္ဓာကိုယ်ထဲကိုငါအလိုရှိတဲ့အချိန်တိုင်းပေးဝင်ရမယ် သဘောမတူရင်တော့အခုချက်ချင်းမင်းဝန်ကတက်ပြင်းမယ်။ရတယ်။ဒါပေမဲ့ခမည်းလူတွေတော့ရှောက်မတက်ရဘူး။အေးပါကွာဒါနဲ့မင်းကမင်းရွာသားတွေကိုမုန်းနေတာဆို။သူတို့ကငါတက်တော့ရောမင်းအတွက်လက်စားချေပြီးသားဖြစ်သွားတာမဟုတ်ဘူးလားကွာ။ဘလူးကြီးကအဲ့ဒါလိုပြောပြီးရှီမောနေတော့ဘောင်းမောင်လေးအတော်လေးကြောက်လန့်တုန်လှုပ်စွာနဲ့အခုလိုပဲပြောလာခဲ့တယ်။ကျုပ်သူတို့ကိုမုန်းနေဆိုပေမဲ့ဘသူ့ကိုမှတေးစီလိုတဲ့ဆန္ဒမရှိပါဘူး။အဲ့တော့ခမည်းသူတို့ကိုမတက်ဘူးလို့ဂရိပေးမှကျုပ်ခမည်းတောင်းဆိုတာကိုသဘောတူမယ်။ အေးကောင်းပြီလူမတက်တာလွင်ကျန်နာငါစိတ်ကြိတ်လို့ခွင့်ရှိတယ်မလားကောင်းပြီကျုပ်သဘောတူတယ်ဘောင်းမောင်လည်းအဲ့ဒါလိုပြောလိုက်တော့ဘလူးကြီးလည်းအတော်လေးကိုသဘောကျစွာရှီမောရင်းပြောက်ွယ်သွားခဲ့ပါလေအဲ့ဒီနောက်တစ်ဆက်ထဲမှာပဲဘောင်းမောင်တယောက်ချွေးသီးချွေးပေါက်တွေကြာရင်အိပ်ပျော်နေရမှနိုးလာခဲ့တယ်အဲ့ဒီအိမ်မက်မက်ပြီးတဲ့နောက်မှာပဲဘောင်းမောင်တယောက်အရင်ကထပ်ပေါ်ပြီးစိတ်ကြမ်းကိုကြမ်းဖြစ်လာခဲ့တယ်မထင်ရင်မထင်သလိုစိတ်တူတက်ပြီးစိတ်တူလာရင်လည်းအနည်းမှရှိရတဲ့တပည့်တွေပါမကျန်ထိုးချိန်ရိုက်နှက်တက်တော့ဘောင်းမောင်တပည့်တွေလည်း မနေရဲတော့ဘဲနဲ့ထွက်ပြေးခဲ့ကြရတယ်။အခုတော့ဘမောင်တယောက်အရင်ကလိုရွာထဲမှာရှောက်ပတ်သွားလာမနေတော့ဘဲသူ့အိမ်ထဲမှာပဲနေကင်းဘတ်ဆိုအိမ်နေတတ်တာကိုရွာသားတွေအားလုံးတွေ့ခဲ့ရတယ်။အဲ့ဒီအတွက်လေတရွာလုံးစိတ်ချမ်းသာခဲ့ရပြီမဲ့နောက်ဆက်တွဲစိုးရင်စရာပြဿနာတွေကလည်းဖြစ်ပေါ်လာခဲ့တယ်။နေစဉ်တိုင်းလိုလိုတရွာလုံးကအိမ်တွေမှာချက်တွေဝက်တွေပါမကကျွဲနွားတွေပါပျောက်ဆုံးခဲ့ရတယ်ဆိုတဲ့တည်င်းကလည်းတရွာလုံးပြန့်နှံ့ခဲ့ရတယ်။ဒီလိုနဲ့တရွာလုံးစူညံပွက်လုံးရိတ်တန်တွေနဲ့ပြည့်နှံ့နေခဲ့ပြီး တခိုးဖတ်မှုစီစဉ်ခဲ့ကြတယ်။ဒါပေမဲ့တခိုးကအတော်လေးပါနဲ့တယ်လို့ပြောလို့ရတယ်ဆိုရမလားပဲ။သူတို့ဖမ်းနိုင်တဲ့ချိန်တခါမှမမီပဲ။မနဲ့ဆိုရင်ဘဲအိမ်ကစက်နှကောင်ဝတ်တကောင်ပျောက်ဆုံးခဲ့ရတယ်ဆိုတဲ့တည်င်းသာကြားခဲ့ရတယ်။ဒီလိုနဲ့တကြီးအပါအဝင်ရွာကန်လူတွေတော်တော်များများဆရာတော်ကြီးရဲ့အကြောင်းကိုရောက်လာတာဖြစ်စဉ်တွေကိုပြောပြကြပါရယ်။အေးဒီကိစ္စအတမန်တော့မဟုတ်တော့ဘူးကွ။တကားတကြီးတို့အနေနဲ့လော်ကီဆရာတယောက်ကိုအမြန်ဆုံးရှာရလိမ့်မယ်ထင်တယ်။မမြင်ရတဲ့အမောင်လောကသားတကောင်ကောင်က အခုလိုမျိုးလုပ်နေတာဖြစ်လိမ့်မယ်ထင်တယ်။တင်မဖေယားတပည့်တော်တို့လည်းစောင့်ဖမ်းတာတောင်မမိတဲ့အတွက်အဲ့ဒီလိုပဲတွေးထားမိပါတယ်ဖေယား။ဒါပေမဲ့လော်ကီထက်လန်စီယာတွေကလည်းတပည့်တော်တို့ရွာနဲ့ဆက်ဆက်မှုမရှိတဲ့အတွက်ရှာဖွေရတာအတော်လေးခက်ခဲနေပါတယ်ဖေယား။တကြီးစီယာအဲ့ဒီလိုရှောက်ထားလိုက်တဲ့စကားအစုံးမှာပဲဆရာတော်ကြီးဘေးမှာလက်အုပ်ချီထိုင်နေတဲ့လာမင်းသားကဆရာတော်ကြီးကိုရှောက်လိုက်ပါတယ်။အရှင်ဖေယားအဲ့ဒီလိုကိစ္စတွေကိုတပည့်တော်တို့အတွေ့အကြုံရှိပါတယ်ဖေယား။ဆရာတော်နဲ့တကြီးသာခွင့်ပြုမယ်ဆိုရင် တပည့်တော်တို့ကူညီပေးကြပါလေဖေ။အေးငငယ်ရွယ်ရွယ်နဲ့ပညာစုံလာပါလေတကားလေးရဲ့။ဆရာတော်ကတော့ခွင့်ပြုပါလေကွ။ကျန်တာတကြီးတို့နဲ့ဆက်ပြီးတိုင်ပင်ကြပါ။ဆရာတော်လည်းဝိပဿနာအလုပ်အချိန်ကြပြီဆိုတော့တကားလေးတို့ပဲကောင်းတယ်လို့စီစဉ်ပေးကြပါကွ။ဆရာတော်ကအဲ့ဒါလိုပြောပြီးစက်တည်းအဆောင်လေးကိုပြန်ကြွသွားတော့မှလာမင်းသားတို့လည်းတကြီးတို့နဲ့အတူရွာထဲကိုလိုက်ခဲ့ကြတယ်။ဒီလိုနဲ့တကြီးခေါ်ဆောင်ရနောက်ကိုလိုက်ပါကြရင်လည်းဘမုံရှိရာခြံရှိရာဖြတ်လျှောက်တဲ့အချိန်မှာပဲ အပုံနဲ့တထောင်းထောင်းနဲ့အမင်းအောင်အခုံးခွေးတွေခြံဝင်းထဲမှာပြတ်နှက်နေတာကိုလာမင်းသားတို့သုံးယောက်သာတွေ့ခဲ့ရတယ်။ဒါနဲ့လာမင်းသားလည်းသဘောကျစွာပြုံးလိုက်ရင်းနဲ့ဘိုးခန်ဒီတို့နဲ့အတူတကြီးအင်စီကိုလိုက်ပါလာခဲ့တယ်။ဒီလိုနဲ့တကြီးအင်ကိုသူတို့သုံးယောက်ရောက်တာနဲ့ရွာကန်လူတော်တော်များများလဲစုယုံရောက်ရှိလာခဲ့ကြပါလေ။ကဲရွာသူရွာသားအပေါင်းတို့ဒီကဆရာလေးနဲ့ဆရာကြီးနှစ်ယောက်ကစီကူတာတက်ယုံနေမှာပဲ။ရွာမှာဖြစ်တည်တဲ့ပြဿနာတွေကိုရောရှင်းလင်းပေးနိုင်နေတယ်။အဲ့ဒီတော့ဒီကဆရာတွေပြောတဲ့စကားကိုသေချာနားထောင်ကြပါ။ ။တကြီးကအဲ့ဒီလိုပြောလိုက်တာနဲ့ရွာသားတွေလည်းအတော်လေးဝမ်းသာအားရဖြစ်သွားခဲ့ကြတယ်။ဒီရက်ချင်းအရာကိုမြင်ရတော့လာမင်းသားလေးထရက်လိုက်ပြီးအခုလိုပဲပြောလိုက်ပါတယ်။ဒီရွာမှာရပိုင်အတွင်ဖြစ်နေတဲ့ပြဿနာအရင်အမြစ်ကိုအခုပဲတကြီးတို့နဲ့လိုက်ပါလာရင်လမ်းမတိခဲ့ရပြီးပါပြီ။ဖြေရှင်းမှုအတွက်လည်းကျွန်တော်မှနီးလန်းရှိပါတယ်။လာမင်းသားအဲ့ဒါလိုပြောလိုက်တော့ထိုင်နေတဲ့ရွာသားစီကပြဿနာအရင်အမြစ်ကိုတယောက်တခုံးမေးလိုက်ကြပါတယ်။ဒါနဲ့လာမင်းသားလဲရွာသားတွေကိုကြည်ကတင်းနေအေးချမ်းစွာနဲ့ပဲရှင်းပြခဲ့ပါတယ်။ တကယ်တော့အခုဖြစ်နေတာကိုဘမောင်ရဲ့ထိုးထားတဲ့အာလဝကစီးကြုံဖြစ်နေတာပါအခုလက်ရှိတရွာလုံးကိုဘမောင်အင်းအပြင်ထွက်တာမတွေ့ကြရဘူးမလားဟုတ်ပါတယ်ဗျဘမောင်အခုတလုံးအတော်လေးကိုထူးဆန်းနေတာဗျသူတပည့်တွေကလည်းနှိပ်စက်လို့ဆိုပြီးတော့တရုတ်မှာအနားမှာမနေရကြတော့သူတပည့်တွေထွက်သွားပြီးတဲ့နောက်ပိုင်းဘမောင်အပြင်ထွက်တာလည်းဘယ်သူမှမမြင်ကြရပါဘူးဆရာလေးရွာသားတယောက်ကအဲ့ဒါလိုပြောလိုက်တော့ကျန်တဲ့ရွာသားတွေလည်းထိုလူရဲ့စကားကိုဝိုင်းဝန်းထောက်ခံခဲ့ကြပါတယ်ဒီတော့မှလာမင်းသားလည်း ဆက်လက်ပြီးအခုလိုပြောလိုက်ပါတယ်ဟုတ်ပါတယ်အခုဘောင်းမောင်အပြင်းမထွက်တော့တာဆိုတာကဘောင်းမောင်ရဲ့ထိုးထားတဲ့အာလာဝကဘလူးစီကအခုအတော်လေးကိုထကြွလာခဲ့ပြီလေအဲဆေးမှစောင်းတဲ့ဘလူးကအခုဘောင်းမောင်ရဲ့ခန္ဓာကိုယ်ကိုစိတ်အလိုရှိတိုင်းအသုံးချနိုင်နေပြီအခုကိုဘောင်းမောင်ရဲ့ခန္ဓာကိုယ်ကလူသေးကောင်းလို့ဖြစ်နေပြီညဘက်ဆိုရင် ကိုဘောင်းမောင်ရဲ့ခန္ဓာကိုယ်ကထိုးထားတဲ့စေးဆောင်ဘလူးကအပြင်းကိုထွက်ပြီးတရွာလုံးမှရှိတဲ့တလိပ်ဆန်တွေကို အရှင်လက်လက်စားတောင့်နေပြီ အဲဒါကြောင့်တရွာလုံးအကောင့်ထဲမမြင်ရတဲ့အတွက်ဖမ်းဖို့စီစဉ်ဖို့လည်းမမြင်နိုင်ကြတာပါအခုဒီညလည်းရွာရေအိမ်တွေကိုသူဝင်ဦးမှာနောက်ဆိုရင်တလိပ်ဆန်တွေတင်တော်မကတရွာလုံးကိုပါစားတောက်ဖို့အထိစူးစားလာလိမ့်မယ်လာမင်းသားအဲ့ဒီလိုတင်းငိမ်စွာပြောလိုက်ပေမဲ့တကြီးရဲ့ပါအဝေရွာသားတွေအားလုံးအတော်လေးကိုကြောက်လန့်နေကြပါလေဒါနဲ့လာမင်းသားလည်းရွာရေအိမ်ပိုင်ရှင်တွေကိုအင်းတစ်ချက်စီပေးကဒီညတရွာလုံးတကားတွေကိုပိတ်ပြီးတယောက်မှအပြင်းမထွက်ဖို့အမှကြားကသူ့ရဲ့အစီအစဉ်ကိုပြောပြလိုက်ပါလေ။ ဒီလိုနဲ့ပဲညဘက်ချင်းကိုကြောက်ရောက်လာခဲ့ပါပြီစီပြူကောင်ရွာလမ်းမပေါ်မှာလဲခွေးတကောင်ကြောင်တမီမှမတရရတော့အဲ့ဒီအချိန်မှာပဲကျေလောင်တဲ့ငှဆူထိုးတန်ကြီးနဲ့အတူအရေးမဲကြီးတစ်ခုတရွေ့ရွေ့နဲ့ရှောက်လာနေခဲ့ပါတယ်ထိုအရေးမဲကြီးကရွာတဲ့အိမ်တွေကိုတအိမ်ချင်းစီဝင်မှုစူးစမ်းနေခဲ့တယ်ဒါပေမဲ့သူအိမ်တွေတဲကိုဝင်မှုစူးစမ်းတိုင်းအနောက်ကိုလွင့်ဆင်ခဲ့ရတာကြုံရတော့အတော်လေးကိုစိတ်တူနေခဲ့တယ်အเจ้าကတော့လာမင်းသာပေးထားတဲ့အကောက်အွယ်အင်းတွေကိုရွာတဲ့အိမ်ပိုင်ရှင်တွေက အိမ်ဝင်ပေါက်တွေမှာမြုံနှံထားခြင်းကြောင့်ပဲဖြစ်ပါတယ်။အိမ်မဲကြီးလည်းအဲဘဲအိမ်မှာဝင်မရတဲ့အဆုံအတန်နဲ့ကြီးနဲ့အော်ကကျင်းဝနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူ့ရှိရာအရက်ကိုရှောက်လာတဲ့လူငယ်လေးကိုတွေးကြည့်ရတော့အဲ့ဒီလူငယ်ကသူ့ကိုနှောက်ရက်တာလို့တိကဒေါသတကြီးပြေးဝင်လာခဲ့တယ်။ထိုလူငယ်လေးကတော့လာမင်းသားပဲဖြစ်ပါတယ်။လာမင်းသားလည်းသူ့စီပြေးဝင်လာတဲ့အိမ်အမဲကြီးအနာမရောက်ခင်မှာပဲအိစာတရားလွဲအိလေးတွေကနေအင်းဆွဲကညက်တန်လေးကိုထုတ်ခါဝါလေးလုံးစက်ကြအကွယ်အင်းကို လေးပေါ်မှာရေးဆွဲလိုက်တဲ့ဆိုရင်ပဲအရေးမဲကြီးကလာမင်းသာအနာမရောက်ခင်မှာပဲအနောက်ကိုဆဲပေခန့်လွင့်စင်ခဲ့ရတယ်။အဲဒီနောက်လာမင်းသာလည်းလဲကျနေတဲ့အရေးမဲကြီးကိုတေချာကြည့်လိုက်တော့တကူလုံးအမွှေးအမြင်တွေထူထပ်နေပြီးအဆွဲကားကားနဲ့ဘလူးကြီးတစ်ကောင်ဖြတ်နေခဲ့ပါလေ။ဘလူးကြီးကတော့လဲကျနေရမှာထပြီးသူ့နောက်ကတခုခုရွတ်ဆိုလိုက်တဲ့ဆိုရင်ပဲသူ့ရဲ့လက်ထဲအီယာမတင်းမောက်ကြီးရောက်ရှိလာခဲ့တယ်လို့သူခန္ဓာကိုယ်ကြီးမှလည်းဝါနပြန်အောင်အထီမြင့်တက်သွားခဲ့တယ်။လာမင်းသာဘလူးကြီးကိုတေချာစူးစိုက်ကြည့်နေတဲ့အချိန်မှာပဲ ဘလူးကြီးကလာမင်းသားရှိရာကာကွယ်စည်းကိုသူ့ရဲ့တင်မုတ်ကြီးနဲ့ဒေါသတကြီးရှိတ်ဖြတ်ဖို့ကြိုးစားခဲ့တယ်။လာမင်းသားကလည်းသူ့ရဲ့ဆက်ကြကာကွယ်စည်းကိုရှိတ်ဖြတ်နေတဲ့ဘလူးကြီးကိုကြည်ရနှုတ်ကမန်တန်တပုတ်ကိုရွတ်ဆိုလိုက်တယ်ဆိုရင်ပဲဘလူးကြီးထက်အရွယ်အစားကြီးတဲ့တန်လျက်ကိုင်အစိမ်းရောင်မန်တန်ဘလူးကြီးတကောင်ထွက်ပေါ်လာခဲ့တယ်။အဲဒီနောက်တင်မုတ်ကိုင်ဘလူးကြီးထက်အရွယ်အစားကြီးတဲ့အစိမ်းရောင်မန်တန်ဘလူးကြီးကတန်လျက်နဲ့ပြေးဝင်တိုက်ခိုက်လိုက်တယ်။အရွယ်အစားကြီးကမှတ်မျှပေမဲ့လေတင်မုတ်ကိုင်ထားတဲ့ဘလူးကြီးကလည်းမကြောက်မရွံ့မဲ့ လာမင်းသားရဲ့မန်တန်ဘလူးကြီးကိုဒေါသတကြီးပြန်လဲခုခံတိုက်ခိုက်ပါတယ်။ဒို့ပေမဲ့အရွယ်အစားချင်းကလည်းမမြအစွမ်းချင်းကြပြန်တော့လည်းမရှင်းနိုင်တဲ့အဆုံးပါပဲ။တင်မောက်ကိုင်းဘလူးကြီးအတော်လေးကိုထိနာခဲ့ရတယ်။လာမင်းသားရဲ့မန်တန်ဘလူးကြီးကလည်းပြန်လဲတိုက်ခိုက်ရင်လက်ပန်းကျနေတဲ့တင်မောက်ကိုင်းဘလူးကြီးကိုတလရက်တွေနဲ့ဇက်တိုက်ဆူသလိုခုတ်ပိုင်းနေခဲ့တယ်။ကြာတော့လည်းတင်မောက်ကိုင်းဘလူးကြီးလည်းမရှင်းနိုင်တဲ့အဆုံးဖားမောင်ချန်ရှိရဘက်ကိုထွက်ပြေးသွားခဲ့ပါတယ်။မန်တန်ဘလူးကြီးကလည်းအနောက်ကလိုက်မဲ့ဟန်ပြင်းတော့ လာမင်းသားလည်းဘလူးသိမ်းမန်တန်ကိုရွတ်ဆိုလိုက်တော့မှနောက်ကလိုက်မယ်မန်တန်ဘလူးကြီးလည်းပျောက်ွယ်ခဲ့ရတယ်။ဒီလိုနဲ့ရွာထဲကိုတောင်းကျနေတဲ့ဘလူးလည်းထွက်ပြေးလာရင်းနဲ့ဗမောင်ချန်နေကိုဝင်ဖို့ကြိုးစားတဲ့ချိန်မှာပဲအနောက်ကိုပက်လက်လန်ပြီးလဲကျသွားကမူလဆယ်ပေကအရွယ်အစားကိုပြန်ရောက်သွားခဲ့တယ်။အเจ้าကတော့လာမင်းသားစီစဉ်ထားတဲ့အတိုင်းဘိုးခန်ဒီနဲ့ဘိုးစင်ကျေးကဗမောင်ချန်အဝင်တကားကိုဘလူးမဝင်နိုင်တဲ့အင်းကတ်ထားခဲ့ကြတာကြောင့်ဖြစ်ပါတယ်။အဲ့ဒီနောက်ဘိုးစင်ကျေးနဲ့ဘိုးခန်ဒီတို့လည်းပုံကွယ်နေရာမှထွက်လာခဲ့ပြီး ိုးစင်ကျေကလေးကျနေရမှာထလာတဲ့ဘလူးကြီးကိုလှုံမရအောင်ဆင်းမော်နဲ့ချုပ်ထားလိုက်တယ်။အဲဒီနောက်ရုံးကန်ရင်တင်းကျပ်စီတဲ့ရွှေရောင်ကျိုးမြင်တွေကဘလူးကြီးကိုလှုံမရအောင်ချုပ်ထားခဲ့တယ်။ဘလူးကြီးလည်းလှုံမရတဲ့အဆုံးမှာမြေပြင်ပေါ်ကိုဒူးထောက်ပြီးဘိုးစင်ကျေတို့ကိုတောင်းပန်နေခဲ့တယ်။အဲဒီအချိန်မှာပဲဘလူးကြီးရဲ့အနောက်ကနေလာမင်းသားရောက်လာခဲ့ပြီးလဲကျနေတဲ့ဘလူးကြီးရဲ့နှုတ်ဖူးအလဲတဲ့တဲ့ကိုဘဲလန်ညိုးနဲ့ထောက်လိုက်ပြီးဟဲ့မူလာပြန်စမ်းလာမင်းသားအဲ့ဒီလိုလက်ညိုးနဲ့ထိုးပြီးအမိန်ပြန်လိုက်တဲ့ဆိုရင်ပဲ အချုပ်ခံထားရတဲ့ဘလူးကြီးရဲ့ခန္ဓာကိုယ်ကြီးကလောင်ကျွမ်းပြီးပြအမုံစားတွေအဖြစ်ပြောင်းလဲသွားခဲ့တယ်။အော်တဲလေးယုံညံ့တဲ့အစီအရင်မှလာအဖိုးတို့ရဲ့အခုပြတွေကဘလူးတကောင်ရဲ့ဝိညာဉ်ကိုအသက်သွင်းထားတဲ့အင်းပြတွေပဲ။ကျွန်တော်တို့သာနောက်ကျရင်ကိုဘမောင်ကိုလည်းကယ်လို့မရတော့ဘူး။ပြီးတော့ဒီဘလူးကတရိတ်ဆန်တွေရဲ့အသားတွေစားရင်လည်းအင်အားကြီးတဲ့အခါကိုပေါမောင်ရဲ့ခန္ဓာကိုယ်ကိုအပိုင်ရသွားလိမ့်မယ်။တကယ်တော့ဒီအစီအရင်ကတရွာလုံးကိုတတ်ဖို့အတွက်ပေါမောင်ကိုအတုံးချပြီးအာလာဝကဘလူးဝိညာဉ်သွင်းတဲ့အစီအရင်မဲအဖို့တို့ အင်းဒါဆိုဘာမောင်ကိုစေးပောက်ပေးတဲ့သူကရွေချက်ရှိရှိလှုပ်လိုက်တာလားမြည်ဘိုးစင်ကျေအဲ့ဒါလိုမီးလိုက်တော့လာမင်းသားလေတပြင်းရှိတစ်ချက်ချကဟောက်တယ်အဖိုး DSC ရဲ့ရင်ကိုစီရင်နိုင်တဲ့အောင်းနှန်းစရာကအတော်လေးကိုအစင်းမြင့်နေပြီလို့ဆိုရမယ်ကျွန်တော်တို့နောက်ထပ်တာဝန်တစ်ခုတော့ထပ်တိုးပြီပေါ့ဗျာအခုတော့ကိုဘာမောင်ရဲ့ချုံနောက်ခံထားရတဲ့ဝိညာဉ်ကိုပြန်ခေါ်သွင်းပေးကြတာပေါ့လာမင်းသားရဲ့စကားအဆုံးမှာတော့ဘိုးခန်ကြီးလေအတော်လေးအံ့ဩသွားတဲ့အမှုအရာနဲ့အခုလိုဆိုးလာခဲ့တယ်ဘာမောင်ဝိညာဉ်ကအချုပ်ခံထားရတာလားမြည်ရဲ့ ဘသူကချုပ်ထားတာလဲဟုတ်တယ်အဖိုးရဲ့သူ့ဝိညာဉ်ကိုစီရင်ပေးထားတဲ့အောက်လွန်းဆရာကချုပ်ကင်ပြီးဘလူးဝိညာဉ်ကိုအသက်သွင်းလိုက်တာပဲကဲအဖိုးတို့အနေနဲ့အခုလောင်ကျွမ်းသားတဲ့ပြာမောင်းနေကိုယူပြီးဥပမောင်အိမ်ထဲကိုလိုက်ခဲ့ပါလာမင်းသားလည်းအဲ့ဒါလိုပြောပြီးကိုပေါမောင်အိမ်ထဲကိုတင်းငိမ်စွာနဲ့ပဲဝင်လာခဲ့တယ်အိမ်ထဲမှာတော့ကိုပေါမောင်တယောက်လုံးဝလှုပ်မရပဲငင်းသက်စွာရှိနေခဲ့တာမြင်ရတော့လာမင်းသားလည်းကိုပေါမောင်ရဲ့ကြောပြင်မှာထိုးထားတဲ့ဘလူးရုပ်ကိုမန္တန်တပုတ်ရွတ်ဆိုကဘဲလန်းနဲ့တတ်ချလိုက်တဲ့ဆိုရင်မင်း ထိုးထားတဲ့ဘလူးရုပ်ဟာအမရုပ်ပါမကြမ်းမဲနဲ့ပျောက်ကွယ်သွားခဲ့ရပါတယ်ဒီလိုနဲ့လာမင်းသားလည်းလဲကြညင်တက်နေတဲ့ကိုဘမောင်ရဲ့နှစ်ဖူးကိုလက်နဲ့ထောက်ခါဝိညာဉ်စင့်ခေါ်မန်တန်းကိုရွတ်ဆိုလိုက်တဲ့ဆိုရင်ပဲကိုဘမောင်တယောက်ကြောက်လန့်တကြထထိုင်လာခဲ့တယ်အဲဒီနောက်သူ့ကိုချုပ်ထားတဲ့ဆိုတဲ့ဆရာကြီးမင်းဒီဝါအကြောင်းရှင်းပြရင်းနဲ့သူ့ကိုချုံအောင်ခေါ်သွားတဲ့ဘလူးကြီးကိုနှိမ်နှင်းပြီးတော့သူ့ကိုကဲတင်ပေးတဲ့လာမင်းသားနဲ့ဘူခန်နီတို့ကိုအကျဉ်းချင်းဥချကသူလိမ့်လိမ့်မမနေရုံးမဲ့ဖြစ်ကြောင်းကိုလည်းဂတိပေးလိုက်တယ် ။လာမင်းသားကတော့အမြင်မှန်ရသွားတဲ့ကိုဘမောင်ကိုကြည့်ကသူတို့လာရောက်ရတဲ့အကြောင်းစုံကိုရှင်းပြပြီးဘသူကမှနှုတ်မဆက်ဖြင့်ကိုဘမောင်အိမ်ကနေရွာအပြင်ကိုထွက်သွားခဲ့ကြပါတော့တယ်။ဒီလိုနဲ့နောင်နေမနဲ့လေရောက်ရောစည်းပြုံကုံရောဖုန်ကြီးကျောင်းမှာအမောင်မအလင်းရှိရာကူပြောင်းသွားတဲ့ဦးစင်းနန္ဒတူရိယာတစ်ဖြစ်လေဘမောင်ကိုတရွာလုံးမြင်ခဲ့ရလို့ပြောမဆုံးဖြစ်ခဲ့ရတော့တယ်။တို့ပေမဲ့သူတို့ရွာရဲ့အခက်ခဲမှန်သမျှကိုကြီးပေးသွားတဲ့ဆရာ၃ယောက်ဘမောင်ကိုအမောင်ကနေအလင်းကိုပို့ဆောင်ပေးခဲ့ကြတဲ့ဆရာ၃ယောက်ကိုတော့ နောက်ထပ်ဘယ်တော့မှသူတို့ထပ်မတွေ့ရတော့အဲဒီနောက်ပေါမောင်တစ်ဖြစ်လေဦးစင်းတန်တာတူရိယာကတော့တိတ်မကြခင် ကာလတစ်ခုမှရွာဦးကျောင်းဆရာတော်ဖရာကြီးကိုနှုတ်ဆက်ခါရွာမှထွက်ခွာသွားခဲ့ပါတော့တယ်။တကယ်လို့များသူတို့တရွာလုံးကမမေ့နိုင်တဲ့ဖြစ်ရပ်တစ်ခုကိုပြောပြရမယ်ဆိုရင်တော့ဆရာသုံးယောက်ရောက်လာတဲ့အချိန်ကာလကအကြောင်းအရာတွေပဲဖြစ်ပါလိမ့်မယ်။အဲဒီဆရာသုံးယောက်အနက်တတက်လေးနဲ့ပချိုင်လေးနှစ်ဖက်ကိုပေါအောင်ပြုံးပြဖို့တဲ့အသက်20ခန့်ချောမောလှပတဲ့ဆရာလေးကိုတော့ ဘဲတော့ခါမှသူတို့တရွာလုံးမိနိုင်လိမ့်မည်မဟုတ်တော့ဘူးဥစဉ်နန္ဒသူရိယကရောဘဲစီကိုထွက်ခွာသွားတာလေလာမင်းသားတို့၃ယောက်ကရောတာဝန်အစ်တစ်အတွက်ဥတီရမနုဿခရီးကဘဲတော့ကိုဆုံးမဖို့အတွက်လဲဆိုတာတော့ပြိတ်သက်တွေအားလုံးတိကျမယ်လို့ထင်ပါတယ်အပေးသူနတ်ဆင်သူအားလုံးကိုချစ်ခင်လေးစားလေးရဲ့နောက်လာမယ့်အပိုင်းကိုတော့လာမင်းသားနဲ့အောက်လန်းစီယာမင်းတေဝဆိုတဲ့ခေါင်းစဉ်နဲ့တန်စင်ထမှန်တင်ဆက်အောင်မှဖြစ်လို့ဆက်လက်ပြီးစောင့်မျှော်အားပေးဖို့ဖိတ်ခေါ်ရင်နှုတ်ဆက်ချင်ပါတယ်ရှင်။ 那些路庙阿罗汉，就只买一心。